အားလုံးပဲခရစ်တော်နိုင်မင်္ဂလာမနက်ခင်းလေးပါဒီကနေ့ဟာဆိုလို့ရှိရင်2025ခုနှစ်3လပိုင်းတရနေ့မနက်စောစောအချိန်ပဲဖြစ်ပါတယ်ဘာလို့လို့နဲ့2025ရဲ့3လပိုင်းထဲထိဝင်လာပါပြီပို့ဆောင်ပေးတဲ့ဘုရားခင်နာမတာ၍ဘုန်းကြီးပါစေဘုရားသခင်ရဲ့ကြည်စွတော်ကိုချီးမွမ်းပါတယ်ဆိုတော့လဆင်လတိုင်းတရနေ့မနက်စောစောအချိန်မှာကျွန်တော်တို့တလလုံးအတွက်ဆူတောင်းပေးနေကြဖြစ်ပါတယ် ဒီကနေ့မနက်မှာလဲနှုတ်ကပတ်တော်အဆက်မပြတ်နားထောင်နေတဲ့တရားနာပရိသတ်အားလုံးအားလုံးအတွက်ဒီ၃လပိုင်းတစ်လလုံးစက္ကဲ့စုတောင်းကောင်းကြီးပေးมาဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စုမတောင်းခင်မှာကျန်းစာတစ်ချက်ဖတ်ပြီးมาခွန်အားယူအောင်เนาะရှင်ဝံခရင်ခန်းကြီး15အငယ်9ဖြစ်ပါတယ်ရှင်ဝံခရင်ခန်းကြီး15အငယ်9တင်တို့ဒီငါ၌တည်၍ငါစကားဒီတင်တို့၌တည်လင် ်သင်တို့သည်တောင်းချင်သမျှကိုတောင်း၍ရကြလိမ့်မည်။ဒီကျမ်းချက်ထဲမှာကျွန်တော်တို့အတွက်လှုပ်ဆောင်ရမယ့်အရာနဲ့ဂတိတော်ရှိပါတယ်။ဂတိတော်ဘာလဲဆိုတော့တောင်းချင်သမျှကိုတောင်းပါဖျားပေးမယ်တဲ့။ဟာလေလုယာ။ဒါဆိုရင်တောင်းချင်သမျှတောင်းတဲ့အခါမှာဖျားသခင်ပေးမယ်ဆိုတဲ့အရှိမကျွန်တော်တို့လှုပ်ဆောင်ရမယ့်အရာတစ်ခုရှိတာမမေ့ပါနဲ့။အဲ့ဒါဘာလဲဆိုတော့တင်တို့ဒီငာ၌တီ၍ငါစကားဒီတင်တို့၌တီလင်းတဲ့ဆိုတော့တခင်ရှိခွတ်သွားပြောတာ နေတို့ဟာတဲ့ငါစကားမှာတီတယ်ဆိုရင်တဲ့နေတို့တောင်းတဲ့အရာတိုင်းဘုရားသခင်ကဘေးမှာတဲ့ဆိုလိုချင်တာကသခင်ယေရှုခရစ်တော်ရဲ့စကားကိုကျွန်တော်တို့နားထောင်ရင်လိုက်လျှောက်ရင်ကျွန်တော်တို့ဆုတောင်းတန်တွေပြည့်စုံလာမယ်အဲ့ဒီသဘောဖြစ်တယ်ကြုံဘူးလားမသိဘူးတခါတလေဆုတောင်းတာဘလောက်ပဲဆုတောင်းဆုတောင်းမပြည့်စုံလာဘူးဘယ်ပြည့်စုံလာမလဲဘုရားရဲ့စကားတော်ကိုမှကျွန်တော်တို့လိုက်မလျှောက်တာဟုတ်တယ်နော်တခါတလေဒုက္ခပြေတနာပေါင်း16000လောက်ကြုံလာမှပဲဘုရားသခင်ကိုကျွန်တော်တို့ကပြောတယ် ဖယားသခင်ဘာလို့ငါ့ကိုအဲ့ဒါတွေကြုံစေတာလဲကြုံစင်မှာဘောဖယားသခင်ကလှုပ်ပါဆိုတဲ့အရာကိုကျွန်တော်ကလိုက်မလှုပ်ပဲနဲ့မလှုပ်ပါနဲ့ဆိုတဲ့အပြစ်တွေကိုပဲကျွန်တော်လုံမာတော့အပြစ်ရဲ့အခပေးဆက်ခြင်းကိုကြုံရတော့မှာပေါ့ဒါကြောင့်ချစ်တော်ညီကိုမောင်မများဒီကနေ့တဲ့တတမှာဘာပြက်တနာဒုက္ခဝေဒနာတွေရှိနေရလဲစင်ချင်းကြည့်ပါဖះစကားကိုလိုက်မလျှောက်ပဲနဲ့အပြစ်လိုက်လို့နေသလားစင်ချင်းကြည့်ပါတခါတလေကျွန်တော်တို့ဒုက္ခကြုံတာက ျွန်တော်တို့ အပြစ်လို့လို့အပြစ်ကနေတယ်လာတဲ့အခရဖြစ်တယ်။ဥမာကျွန်တော်ပစ္စည်းတစ်ခုကိုခိုးတယ်။ခိုးလိုက်လို့ထောင်ကျသွားမှဘုရားတခင်ကဘာလို့ထောင်ကျခိုင်းလဲပြောလို့မရဘူးလေဟုတ်တယ်နော်။ဒါကြောင့်ဖယားစကားမှာတည်နေဖို့အင်မတန်ရေးကြီးတယ်။၃လပိုင်း၃လလုံးမှာကျွန်တော်တို့ဖယားစကားမှာတည်နေဖို့နှုတ်ကပတ်တော်အမြဲတမ်းခံယူပါ။ကျွန်တော်မေးချင်တယ်နှုတ်ကပတ်တော်ကိုမနဲ့တိုင်းခံယူလား။ခံယူလား။ခံယူတယ်ဆိုတဲ့သူတွေ comment ထဲမှာနှုတ်ကပတ်တော်ကိုမနဲ့တိုင်းခံယူနေပါတယ်လို့ comment မှတ်သွားပါ။ဘုရားတခင်ကောင်းချီးပေးပါစေ။ ဒုတိယအင်မတန်အရေးကြီးတဲ့အရာကတင်နားထောင်လိုက်တဲ့နှုတ်ကပတ်တော်ကိုကျင့်ကောကျင့်ဆောင်ရဲလာနှုတ်ကပတ်တော်ကိုကျင့်ဆောင်ပါလိုက်လျှောက်ပါဒါမှဖျားစကားမှတည်နေမှာလေဖျားစကားမှတည်နေမှတင်ဆုတောင်းတဲ့အရာတွေကိုအဲ့ဒီအတိုင်းဖျားသခင်ကကောင်းချီးပေးပါလေအာမင်ဒါကြောင့်တခါတလေကျွန်တော်တို့ကိုကိုကိုအမြဲတမ်းမေးကြည့်တင်တယ်မေးခွန်းတစ်ခုအခုတင့်ကိုတင်လဲမေးကြည့်တင်တယ်ငါဆုတောင်းတာဘာလို့မရတာလဲဆိုတဲ့အဖြေကိုရှာတဲ့အခါမှာ ဖယားစကားကိုရောငါကျင့်ဆောင်နေပြီလားဖယားစကားအတိုင်းကအသက်ရှင်နေပြီလားတို့မို့ငါအသက်ရှင်ခြင်းတဲ့အတိုင်းကရှင်နေတာလားတို့မို့ဖယားရဲ့အလိုတော်အတိုင်းဖယားရဲ့စကားတော်အတိုင်းနာခံလိုက်လျှောက်အသက်ရှင်နေပြီလားဆိုတာစင်ချင်ကြည့်ပါဖယားစကားအတိုင်းအသက်ရှင်မယ်ဆိုရင်တဲ့ဖယားသခင်ကဘလို့ဂတိတော်ပေးထားလဲဆိုသင်တောင်းတမယကိုရကြမယ်ရလိမ့်မယ်တဲ့ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ဒီစုမတောင်းခင်မှာဒီယုံကြည်ချင်းရှိဖို့လိုတယ် နှုတ်ကပတ်တော်ကိုတလလုံးကျွန်တော်တို့နာခံပါမယ်လိုက်လျှောက်ပါမယ်လို့ဂတိပြုပါဖရာရှိမဂတိပြုလားဂတိပြုတယ်ဆိုရင် comment ထဲမှာရေးသွားပါတလလုံးအဆက်မပြတ်နေ့စဉ်မနက်နှုတ်ကပတ်တော်ကိုနားထောင်ပါမယ်နားထောင်ယုံမြမကကျင့်ဆောင်ပါမယ်လို့ comment ထဲမှာရေးသွားပါနှုတ်ကပတ်တော်ကိုမူချလိုက်လျှောက်ဖို့ဆုံးဖြတ်ချက်ချထားပြီးမှလိုက်လျှောက်မယ်ဆိုရင်အခုစုတောင်းတဲ့အရာတွေ၃လပိုင်းတလလုံးမှာတင်နဲ့တင်မိတာစုပေါ်မှာတက်ရောက်လာလိမ့်မယ် ဆုတောင်းတန်ကိုတေချာနောက်တော့ပါပြီးရင်အာမင်ထူတော့ပါဘုရားသခင်မှုချကောင်းကြီးပေးလိမ့်မယ်ဆုတောင်းကြပါစို့ကောင်းခင်ဘုခြေထာဝရမြတ်စွာဘုရားယေရှုတော်ချီးမွမ်းနေ2025 3လပိုင်းတရက်နေ့မနက်စောစောတီကိုရောဖျားပို့ဆောင်တယ်။နလပိုင်းကိုအကောင်းဆုံးကြော်လွန်ခွင့်ရတည်တာမှာက3လပိုင်းကိုဝင်စားခွင့်ရတဲ့အတွက်ဂျေဇုတော်ချီးမွမ်းတယ်။ဟာလေလုယာ။ကိုရောဖျားနေ့ရက်စင်တိုင်းပို့ဆောင်ခဲ့တယ်နလပိုင်းမှာ။ ပြီးခဲ့တဲ့နှစ်လပိုင်းကိုကြည့်မယ်ဆိုလို့ရှင်ဘုရားသခင်ရဲ့ကျေးဇူးတော်ရေတွက်လို့မကုန်ဘူးခက်ခဲကြမ်းတမ်းချင်းပေါင်းမြောက်များစွာရှိပြီးမယ်ဘုရားသခင်ကျွန်တော်တို့ခွန်အားပေးတယ်ကြော်လွန်ခဲ့ပြီနေ့ရက်စဉ်တိုင်းတရက်မှမပြတ်ပဲနှုတ်ကပတ်တော်ကျွန်တော်တို့ကိုတိုက်ကြွေးတဲ့အတွက်လည်းကျေးဇူးတော်ချီးမွမ်းတယ်အခုလိုမျိုး online ကနေ internet ရှိုံလေးနဲ့မတူညီတဲ့ဆရာတွေရဲ့နှုတ်ကပတ်တော်ကိုမနဲ့တိုင်းခံယူခွင့်ရတာဘုရားသခင်ရဲ့ကျေးဇူးတော်ဖြစ်တယ် တလလုံးတော့ကပတ်တော့အဝခံယူခဲ့တဲ့အတွက်ဂျေဇုတော်ချီးမွမ်းတယ်။သုံးလပိုင်းမှာလည်းတလလုံးအဝခံယူမယ်လို့ယေရှုနာမအဖြစ်ဝန်ခံပါတယ်။ဝန်ခံတဲ့အတိုင်းတော့ကပတ်တော့ကောင်းကြီးကျွန်တော်နဲ့ကျွန်တော်မိသားစုမှာတက်ရောက်ပြီလို့ယုံကြည်ပါတယ်။ဟာလေလုယ။ပြီးခဲ့တဲ့နှစ်လပိုင်းအတွက်ဂျေဇုတော်ချီးမွမ်းတယ်လို့ကျွန်တော်တို့အပြည့်ဝချဆရာလည်းရှိပါတယ်။ဟုတ်ပါတယ်ကိုတော့ကျွန်တော်တို့လူရှိသူရှိဖျားရှိမှာအသိတော်ရှိမှာ ြင်မာတာတွေရှိပါတယ်အသင်းတော်ကိုပြင်မာကိုကိုကိုပြင်မာဖခါကိုပြင်မာလူကိုပြင်မာတီလျက်နဲ့မှမတိပဲနဲ့အမဩပြောမလာမသွားမဆူမကျွန်တော်တို့နားထောင်မကျွန်တော်စဉ်းစားတွေးခေါ်မကျွန်တော်တို့ကြည်မကျွန်တော်တို့ရှူဆိုင်မကျွန်တော်တို့မားတာတွေအများကြီးရှိပါတယ်စားမတောက်မ ကျွန်တော်တို့ရဲ့အမားအပြစ်တွေအားလုံးကိုကိုရောရှေ့တော်မှာမှဝန်ခံပါတယ်အခုနားထောင်နေတဲ့သူတွေကိုစားလဲအပြစ်ဝင်ချဝန်တောင်းပန်ပါတယ်ကိုရောဖျားအပြစ်များအားလုံးကိုခွင့်လွှတ်ပေးပါမစုံလင်မှုများကိုကိုရောခွင့်လွှတ်ပေးပါယေရှုတော်ချီးမွမ်းတဲ့ကိုရောနှုတ်ကပတ်တော်ထဲမှာဂတိတော်ပေးထားတဲ့ကိုယ့်ရဲ့အပြစ်ကိုနောင်တရရင်မှဝန်ချတောင်းပန်မယ်ဆိုရင်ဖျားသခင်ဒီဖြောင့်မတ်ခြင်းနဲ့၎င်းတစ္ဆာနဲ့၎င်းပြည့်နေတဲ့အတွက်ကြောင့်ဖျားသခင်ကျွန်တော်တို့ကိုခွင့်လွှတ်မယ်လက်ခံမယ်လို့ဂတိတော်ပေးထားတဲ့အတွက်ယေရှုတော်ချီးမွမ်းတယ် ကိုတော်ဖျားဆက်လက်ပြီးတော့မှကျွန်တော်တို့ဒီ3လပိုင်းတလလုံးကိုတော်လက်တော်ထက်အနံပါတယ်ဒီကနေ့ဟာ3လပိုင်းပထမအူးဆုံးဝင်စားတဲ့မနေ့စောစောအချိန်ဖြစ်တဲ့အတွက် ၃လပိုင်းတလလုံးအခုနားထောင်နေတဲ့သူရောမိသားစုဝင်ရောကျွန်တော်တို့အပါအဝင်၃လပိုင်းတလလုံးကိုရောလက်တော်ထဲအနံပါတယ်ဘာလို့လဲဆိုတော့၃လပိုင်းမှာဘာဖြစ်မလဲကျွန်တော်တို့မသိဘူးတို့ပေမဲ့ဖယားသခင်ကိုလက်တော်ထဲအနံတဲ့အခါမှာဖယားသခင်ဒီကျွန်တော်တို့တောင်းတဲ့အတိုင်းဖြစ်စေမယ်လို့ကျမ်းစာထဲမှာဖော်ပြတယ်နှုတ်ကပတ်တော်ကိုကျင့်ဆောင်မယ်နာခံမယ်လိုက်လျှောက်မယ်ဖယားစကားအမှာကျွန်တော်တို့တည်နေမယ်ဆိုရင်ကျွန်တော်တို့ဆုတောင်းတဲ့အတိုင်းဖယားသခင်ကောင်းချီးပေးမယ်လို့ဂတိတော်ပေးထားတယ်ဂျေဇုတော်ချီးမွမ်းတဲ့ ၃လပိုင်းတလလုံးနှုတ်ကပတော်နိုင်မွေလျော်တော်သူများဖြစ်စေပါဟာလေလုယာ၃လပိုင်းတလလုံးဒီကျွန်တော်တို့ဘာဖြစ်မလဲမသိတဲ့အတွက်ကိုရောလက်တော်ထက်အနံ့နေတို့ပေမဲ့ကိုရောဖျားဆုတောင်းထားတဲ့အခါမှာဖယားသခင်စီမှာအနံ့ထားတဲ့အခါမှာဖယားသခင်ဒီကျွန်တော်တို့ကိုွယ်ကာလိုက်မယ်ကောင်းကြီးပေးလိုက်မယ်အန်ဒီယေမှာကင်းရှင်းအောင်ကိုရောဖျားပို့ဆောင်လိုက်မယ်လို့ယုံကြည်ပါတယ်ဟာလေလုယာ တုံးလောက်ပိုင်းတလှလုံးလက်တော်ထဲမှာအနံပါတယ်။တွားချင်းလာချင်းပြောချင်းဆိုချင်းစဉ်းစားချင်းတွေးခေါ်ချင်းတခုချင်းစီတိုင်းမှာဖျားဘုံတော်ထင်ရှားစရာတစားပလာဖြစ်စေပါ။အမှုတော်မြတ်မှာလဲတာ၍ပေးလူတတ်တော်သူများဖြစ်စေပါ။ပေးလူယုံမကဒီထက်မကပေးလူနိုင်ဖို့ရင်ဖျားသခင်ရဲ့ကောင်းကြီးအစ30အစ60အစ100ရရတော့ကောင်းကြီးရတော့သူများဖြစ်စေပါ။အခုနားထောင်နေတဲ့သူတွေဘာအလုပ်လုပ်လဲကျွန်တော်မသိဘူးအလိုတော်အတိုင်းအလုပ်လုပ်နေပါက အလူတော်နဲ့ညီညွတ်တဲ့အလုံးလုံးတွေပါကယေရှုနာမနဲ့ဆုတောင်းကောင်းကြီးပေးတယ်။၃လပိုင်းတလလုံးတာ၍ပွားများပါစေ။တာ၍ပေးကမ်းလူထမ်းနိုင်တော်သူများဖြစ်ပါစေ။ဟာလေလုယာ။ကိုရော၃လပိုင်းမှာကြာရောက်မဲ့မွေးနေ့ရှင်တွေအတွက်လည်းဆုတောင်းပါတယ်။ အခုနားထောင်နေတဲ့မွေးနေ့ရှင်တွေကျွန်တော်တို့မသိဘူးကိုရောဖျားသိတယ်သူတို့သိတယ်ယေရှုနာမအပြင်မွေးနေ့ရှင်တွေဆုတောင်းပေးတယ်မွေးနေ့မှာစာရွေးနေ့ရချီတိုင်အောင်တာရွေးကျမ်းမာပါစေချမ်းသာပါစေတာရွေးဖျားစကားနားထောင်ပြီးဖျားစကားမှာမွေးလျော်ပြီးဘုန်းတော်ထင်ရှားတော်တစားပလာဖြစ်ပါစေရှေတော်အတ္တကိုရပါစေဖျားသခင်ကွဲကဆောင်မခြင်းကိုရပါစေဟာလေလုယာဆက်လက်ပြီးမြန်မာနိုင်ငံတော်ကြီးအတွက်ဆုတောင်းပါတယ်နေရာတကာမှာစစ်မှတ်ဘေးဒဏ်ဖြစ်နေတာကိုရောဖျားသခင်ချုပ်ငြိမ်းပေးလျက် မြန်မာနိုင်ငံတော်ကြီးအမြန်ဆုံးအေးချမ်းသာယာပြီးတော့မှအကောင်းဆုံးအသက်ရှင်တော်နိုင်ငံဖြစ်ပါစေစစ်ဘေးဒုက္ခတွေများအော်နေရာတကာမှာကျွန်တော်တို့ဒုက္ခရောက်နေတဲ့သူများအားလုံးအားလုံးကိုဖရာသခင်ဒီကွယ်ကာဆောင်မကောင်းကြီးပေးပါကယ်တင်ပေးသနာတော်မူပါဆက်လက်ပြီးကိုရောဖရာအခုဆုတောင်းနေတဲ့ချိန်မှာနားထောင်နေတဲ့သူတွေလည်းသူတို့နှလုံးသားထဲမှာတီးတူရွတ်ဆိုတန်နေရှိမယ် ျွန်တော်တို့မသိဘူးဒါပေမဲ့ဘုရားသခင်သိတယ်ဘုရားခင်သူ့ရဲ့နှလုံးသားထဲကတီးတိုးယူဆိုတန်ကိုနားညောင်းပြီလို့ယုံကြည်ပါတယ်ကိုတော့နားထောင်ပြီးလဲနားညောင်းပြီးတော်မူပါဟာလေလုယာသုံးလပိုင်းတလလုံးဒီကျွန်တော်တို့အသက်တာမှာတာ၍ကောင်းကြီးရတော်လာဖြစ်တယ်လို့ယေရှုနာမနဲ့ဝန်ခံတဲ့ပြီးခဲ့တဲ့နှစ်လပိုင်းမှာမပြီးပြတ်သေးတဲ့ဒုက္ခပြဒနာဝေဒနာအားလုံး ဒီ၃လပိုင်းမှာပြီးပြက်ပြီလို့ယုံကြည်ဝန်ခံပါတယ်အထူးသဖြင့်ဖြားနာနေတဲ့သူယောဂဗျာရှိနေတဲ့သူယေရှုနာမနဲ့ဆုတောင်းပေးတယ်ယုံကြည်ခြင်းရှိတဲ့အတိုင်းကိုတော့ဘုရားသခင်ဒီကိုတာပေးပါအံ့ဩပွေဘုံတော်သင်ရှားစရာတစားဗလာဖြစ်စေပါဟာလေလုယာကိုယ်တော်ဖရာကျွန်တော်တို့ဆုတောင်းတန်ဒီမပြည့်စုံဘူးဒါပေမဲ့ဖရာသခင်ဒီအလုံးစုံကိုတည်နှင့်တော်ဖရာဖြစ်တဲ့ကျွန်တော်တို့ဆုတောင်းတာအလိုတော်နဲ့မကိုက်ညီတာရှင်ကိုတော်ခွင့်လို့ စေကြောပေးတနာတော်မူပါမပြည့်စုံတဲ့ဆုတောင်းမရောက်တဲ့နေရာရှိရင်ကိုတော်ဖြစ်ဆွဲလေကောင်းကြီးပေးတော်မူမိကြောင်းအလုံးစုံကိုဆုတောင်းအတနာခံလေ၃လပိုင်း၃လလုံးကိုတော်လက်တော်ထဲမှာအံ့နံဆုတောင်းကောင်းကြီးတောင်းခံတဲ့အခါမှာကယ်တင်ပန်းရှင်သခင်ယေရှုခရစ်တော်နာမတော်များအပြည့်ဆုတောင်းပါသည်ဖခင်အာမင်